ဆိုတဲ့စကားပုံးလိုပါပဲအဲ့တော့သူ့အတွက် ICC အိမ်မဆိုးကနေပြီးတော့လွတ်မြောက်ရာလမ်းကြောင်းကိုသူရှာပါတယ်အဲ့မှာသူဟာဥသိမ့်စိန်ကိုတွားမြင်ပါတယ်ဥသိမ့်စိန်ဟာသူ့အတွက်အားကြစရာ idol ကြီးတစ်ခုလို့မြင်ပါတယ်စံပြပုံကိုကြီးသူရဲ့ကောင်းကြီးပေါ့ဥသိမ့်စိန်ဟာရွှေဝါရောင်တန်ခါလှုပ်ရှားမှုကိုတက်ဖြတ်နှိမ်နှင်းတဲ့သူတွေထဲမှာဥမြင့်ဆွေနဲ့အတူအဓိကပုံကိုတွေထဲမှာတယောက်ပါဝင်တဲ့သူဖြစ်ပါတယ် ။အဲ့ဒါလို့တန်ဃာတတ်တဲ့ဥသိမ်းစင်ဟာမဘာသာကိုမွေးဖွားသူဖြစ်လာပြီးတဲ့နောက်မှာတမရာကြီးတမရာကြီးနဲ့ဖြစ်လာလိုက်တာ။မြမဗုဒ္ဓဘာသာအတိုင်းဝိုင်းမှာကမက နိုင်ငံတကာမှာအထိကြော်ကြားပါတယ်။နိုင်ငံတကာကဥသိမ်းစင်ကိုပြုပြင်ပြောင်းလဲရေးဘိတုကာကြီးလို့လို့ဘာလို့လို့ထင်ကြတဲ့သူတွေတောင်မှရှိပါတယ်။နိုဘယ်ငြိမ်းချမ်းရေးဆုတောင်းပေးတော့မလို့လို့ဘာလို့လို့အတန်ထွက်လိုက်ပါသေးတယ်။အဲ့ဒါလောက်ထိအောင်းမြင်ပါတယ်။အဲ့တော့ဘုံမင်းအောင်နိုင်ကသူလဲတမရာကြီးလှုပ်ချင်လာပါတယ်။ သမရာကြီးသာဖြစ်လိုက်ရရင်သားရွှေအိုးထမ်းလာတယ်လို့ဖြစ်ပြီပဲ ICC ကလည်းလွတ်အောင်ရှောင်နိုင်လောက်မယ်လို့သူတွေးတယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့စစ်တပ်ကထွက်ပေးရပြီးယာတူးလက်မဲ့ဖြစ်သွားရင်တော့သူ့အောက်ကကောင်တွေကဒေါ်ဆဲစုကြည်နဲ့ပေါင်းပြီးတော့သူ့ကို ICC ပို့တော့မယ်လို့သူထင်လာပါတယ်သူမျက်စိရှိမှကိုပဲဗိုလ်ချုပ်ကျော်စွေတို့ဗိုလ်ချုပ်စိန်ဝင်းတို့ကဒေါ်ဆဲစုကြည်နဲ့ဘလူးပလက်လုံနေတယ်လို့သူထင်လာပါတယ်သူ့ရင်ထဲမှာခိုးကိုးရမဲ့လောက်အောင်ပူလောင်လာပါလိမ့်မယ် ရိုရင်ဂျာတွေကိုရှို့တဲ့မိဟာသူ့ရင်ထဲမှာအထိလာလောင်နေပါပြီအဲ့တော့သူဟာသူ့အတွက်တက်တာရာတက်တာကြောင့်ဖြစ်အောင်သမရယာတွေကိုတောင်းပါတယ်အိမ်မဲ့ဆူကြီးကနေပြီးတော့မွေးဖွားပေးလိုက်တဲ့အိမ်မဲ့ကောင်းကြီးအဲ့ဒီမှာထွက်ပေါ်လာပါပြီအဲ့ဒီအိမ်မဲ့ကသမရကြီးအိမ်မဲ့ပါသမရကြီးသိပ်ဖြစ်ခြင်းနဲ့အိမ်မဲ့ပါမသေးခင်သမရကြီးဖြစ်လိုက်ရရင်သေပျော်ပါပြီဆိုတဲ့အိမ်မဲ့ပါအဲ့ဒီအိမ်မဲ့အကောင့်ထဲဖော်ဖို့အတွက်သမရကြီးယာတွေကိုအေးအေးတက်တာတောင်းယူပါတယ်တောင်းယူလို့မရတော့တိုက်ယူပါတယ် တူတူပြောရတဲ့အာနာသိမ့်ရတဲ့အဓိကအကြောင်းကြီးတွေကတစ်ချက်ဟာအဲ့ဒါပါပဲအာနာမသိရင်သူ့ဘဝဟာကျိုးစင်ပေါ်မှာလမ်းဆုံးတော့မယ်ထင်လို့အာနာသိမ့်လိုက်ပါတယ်တကယ်တော့2008ခြေကဥပဒေနဲ့တိဆောက်ထားတဲ့နိုင်ငံရေးစနစ်ဟာသူတို့စေအုပ်စုအတွက်တနည်းရွှေဥတလုံးချဥပင်းနေတဲ့နန်းကြီးပါဒေါအောင်ဆန်းစုကြည်မကလို့ဘယ်ပါတီပဲတက်တက်2008အခြေခံဥပဒေရဲ့အောက်မှာရှိနေသမျှစစ်တပ်ရှိနေသေးသမျှမှာတနေ့ရွှေဥတလုံးကျဆိုတာသူတို့အတွက်သပိတ်ဝင်အိတ်ဝင်ပါ အဲ့ဒီငန်းကြီးကိုဘိုးချုပ်မင်းအောင်လိုင်ကတက်ချက်စားပလိုက်တယ်ဆိုတာဟာသူ့ဘဝကတိတ်ကိုမလုံးမကြုံဖြစ်လွန်းလို့လုလိုက်တာပါဆေဥစုရဲ့အကျိုးထက်သူ့အကျိုးကိုရှည်တန်းတင်လိုက်တာပါအာနာတိတ်ပြီးတဲ့နောက်မှာတော့မြမသမိုင်းတစ်ချောင်းမှာအပြင်းထန်ဆုံးဖြစ်တဲ့အန်တုဆန့်ကျင်မှုကြီးကိုသူရင်ဆိုင်ရပါတယ်သူကိုယ်တိုင်အဲ့လောက်ထိမျောလင့်မထားဘူးလို့လည်းဝန်ခံခဲ့မှုပါတယ်အဲ့တော့လည်း သူ့ဆရာဘုန်းကြီးပြောသလိုခစ်ပြောင်းခြင်းရဲ့ခေါင်းကိုပြစ်ဆိုတာမျိုးတွေကို तू လှုပ်ပါတော့တယ်မကောင်းမှုဒုစရိုက်တို့ရဲ့တဘာဝဟာတခုစမိရင်